ဗျာဆိုတာကတော့ကျမရဲ့ငယ်ချစ်ဦးပါနှလုံးသားရှိတဲ့လူတိုင်းကလည်းကြ냐တွေကိုခံစားတတ်မယ်ချစ်တတ်မယ်ယူဖတ်ခြင်းနဲ့နားထောင်ခြင်းနဲ့လို့ကျမလည်းထင်ပါတယ်အဲလိုလဲဆိုတော့ကြ냐ဆိုတာကကျမတို့ငယ်ငယ်အမေရင်ခွင်တဲမှာကတည်းကကအမေရွတ်ပြတဲ့ကြ냐လေးတွေသချင်းလေးတွေနဲ့ညအိယာဝင်ခဲ့ရတာလीနော်အဲ့တော့ကျမကိုယ်တိုင်ကလည်းနှလုံးသားထဲမှာခံစားစစ်တီးတအားများလာတဲ့အခါမျိုးမှာစာနဲ့ခြာရေးဖို့ အားမရတဲ့အခါမျိုးတွေမှာတော့ကျမနှလုံးသားအတန်လေးတွေကကြပြားလေးတွေဖြစ်ပြောင်းနေသွားပါတယ်။ဒီကြပြားလေးက2023ခုနှစ်ဇွန်လတုန်းပထောက်ပွင့်တင်မဲ့ကစင်းမှာပေါ်ပြခံကြရတာပါ။ညီချင်းကြီးကလက်တကမ်းမှာဆိုတဲ့ကြပြားလေးကိုနားဆင်ကြည့်ကြပါဦးနော်။ခလေးရေကဘာမီးကိုအလေးမလာခြင်းနဲ့အိုးမင်းရဲ့ကောင်းကင်ဘုံကငင်းချမ်းတယ်ဒုကဘာမှာနေစရာ 面对地震嘛，可别急，你建议个，得干嘛？